ကျွန်တော်ပြောခဲ့တယ်လို့ပဲเนาะဒီနေရာမှာ27ချိန်မှာကျွန်တော်ကမူနှစ်ခုနဲ့ကင်ထားတာပေါ့တစ်အကြောင်းဒီမှာကျွန်တော်ကပထမတစ်ပြောက်မယ်ဆိုရင်ဒီဒုတိယအချိန်မှာကျွန်တော်ကဒီ66တစ်ကို share တိတ်မှာပေါ့ဗျာเนาะ66တစ်ကို share တိတ်မှာဒီ116ပါပါဗျာ66တစ်ကိုเนาะသူကပထမဒီပထမမူကလောက်သွားတာပေါ့ပထမမူမှာကျွန်တော်ပထမ live မှာတော့ကျွန်တော်ကတစ်လုံးဝပေါ်ရမယ် အဲ့တစ်ပေါ်ပြီးဒုတိယဒီ22ကြိမ်မှာကြမယ်ခဏဒါဒီဂွင်တစ်ခုနဲ့ဖမ်းတာပေါ့ဒုတိယမူမှာကြတော့ကျွန်တော်ဒီ22ကြိမ်မှာတစ်ပြောက်ရမယ်22ကြိမ်မှာတစ်လုံးဝပေါ်ရမယ်အဲ့ပေါ်မဲ့ခဏကလည်းဒီ66တစ်ကလွယ်ကျန်တာမရှိဘူးပေါ့66တစ်ကလွယ်ကျန်တာမရှိဘူးဒါပေမဲ့ဒါဒီအခုဒီ like ကကျွန်တော်2025ရေနောက်ဆုံးလိုက်ပါမယ်နော်တစ်ထပ်မတင်တော့ဘူးအဲဒီတခါတည်းကျွန်တော်ပြောလိုက်တာပေါ့ဗျာထပ်မတင်တော့ဘူးအဲ့မှာကျွန်တော်ကဒီကျွန်တော်ပါဝါပြန်ကဏန်းထွက်သွားပြီးတော့မှအခုကြံနေတဲ့အထောင်ကဏန်းလေးကိုကျွန်တော်ပြပြချင်လို့တက်လာတာပေါ့ နောက်တစ်ခုကဒီ member ဖွဲ့တွေကိုလည်းကျွန်တော်ကဒီဖုန်းနံပါတ်နဲ့ပဲခေါ်ပြီးပါနော်ဝယ်မယ်ဆိုလို့ရှိရင်ဒီလက်ကျန်သုံးချင်အရင်အရေးကြီးတာဖြစ်တဲ့အတွက်ကျွန်တော် member ဝယ်မယ်နော်အဖွဲ့ဝင်နေတယ်ဆိုလို့ရှိရင်ဖုန်းဆက်ပါဖုန်းဆက်ပြီးတော့မှကျွန်တော်ဒီ20နဲ့23 24ဒီသုံးချင်စာကို9000နဲ့ခေါ်မှာပါဘာလို့အထူးအရေးကြီးတဲ့ပွဲတွေဖြစ်တဲ့အတွက်ကျွန်တော်ဒီသုံးချင်စာကို9000နဲ့ခေါ်မှာဖြစ်ပါတယ်အဲ့ဒီအတွက်စိတ်ပါလို့ဆန္ဒရှိလို့ဝယ်ခြင်းနဲ့ဆိုရင်ဒါကျွန်တော်ဖုန်းဆက်ပါဆက်လိုက်တဲ့ဖုန်းကိုကျွန်တော်ကဒီစာအုပ်ထဲမှာမှတ်တမ်းတင်ထားမှာဖြစ်ပါတယ်နော်ဆက်မဲ့ဖုန်းကကျွန်တော်တို့ 4963112ဖြစ်ပါတယ်เนาะ4993012အဲ့3012ကိုခဏနာမေးနေလို့နောက်ဆုံး3ဟာနောက်ဆုံးဟာ312เนาะ4993613012အဲ့ဒီမှာကျွန်တော် KB လွှဲလို့ရပါတယ် Wave Money Wave Pay လည်းလွှဲလို့ရပါတယ်เนาะ Wave Money မဟုတ်ပါဘူး Wave Pay လည်းလွှဲလို့ရပါတယ်เนาะအဲ့ဖုန်းမှာကျွန်တော်ရှိပါတယ်ဒီတစ်ခါတော့ကျွန်တော်ဖုန်းမဆင်းတဲ့ပုံမှာပြောရဲ Viber ကကန့်သက်ချက်လူကြီးပြေးသွားတာဖြစ်တဲ့အတွက်เนาะ Viber ကကျွန်တော်ကဒီ Viber group ကကျွန်တော်ကဒီဖုန်းဒီကျွန်တော်တို့ family group ဖြစ်တဲ့အတွက်အများကြီးကျွန်တော်တို့ဒီ group လက်ခံထားလို့မရပါဘူးเนาะအယောက်တရာကျော်လောက်ပြေးသွားတာဖြစ်တဲ့အတွက် ဗိုက်ဘာမှာအဲကျွန်တော်လက်မခံတော့ပါဘူးเนาะဗိုက်ဘာနဲ့လာမပို့ပါနဲ့ဒီဖုန်းဆက်ပါကနောင်းတကွက်ထဲ message နဲ့ပို့ပြီးမှဖြစ်ပါတယ်เนาะဖုန်းဆက်ပါငွေလွှဲပြီးရတဲ့ဖုန်းဆက်လားအဲ့ဖုန်းကိုကျွန်တော်စာအုပ်နဲ့မှတ်တမ်းတင်ထားမှဖြစ်ပါတယ်သူကကျွန်တော်ပြောချင်တာကအဓိကဒီတက်လေးငါထွက်သွားခြင်းအကြောင်းရင်းကကျွန်တော် line ပေါ်မှာကျွန်တော်ပြောခဲ့တယ်ပထမ line မှာပထမမူအရာပေါ့ပထမမူအရာကျွန်တော် line ပေါ်မှာပြောခဲ့တယ်ပြစ်မပိုင်ချဲမထိုးနဲ့เนาะကျွန်တော်တိတဲ့လူလည်းတိလိမ့်မယ်ပြစ်မပိုင်ချဲမထိုးနဲ့ခင်ဗျာအဲ့တတိယဒီလောကတစ်ခုလုံးပြောလိုက်ဆိုမှကျွန်တော်เนาะကျွန်တော်ပြောခဲ့တယ်เนาะဒီတက်လေးငါထွက်သွားတယ် အမှန်ကတော့ကျွန်တော်ကဒီပထမမူမှာကဒီကျွန်တော်တို့ဒီတစ်ပါဝါ6တစ်ပါဝါ6 6ပါဝါ1တစ်တစ်6ကို66တစ်ဆိုကျွန်တော်ရိုက်ပြီးတော့မှကျွန်တော်အော်ကထုတ်မလို့66တစ်ကိုထုတ်မလို့ဒါပေမဲ့ကျွန်တော်အဲ66တစ်အကြောက်ကိုကျွန်တော်မကြိုက်တော့ဘူးတခြားနီးစနစ်တွေနဲ့ကျွန်တော်မကြိုက်တော့တာဖြစ်တဲ့အတွက်ဒီ66တစ်ကိုကျွန်တော်ကမပေးတော့ဘဲနဲ့ကျွန်တော်တခြားဒီဒီရှင်းကားနှစ်ရဲ့ပါဝါပြန်နော်3390ကိုကျွန်တော်ကအော်ကွက်အနေနဲ့ထုတ်ပြီးခဲ့တာကျွန်တော်မှမှာအခွဲတွေနော်ဒါပေမဲ့ तू ကဒီရှင်းကားနှစ်ပါဝါပြန်က तू ကကျွန်တော်တို့ဒီ ဘရိတ်ကိုပဲပေးသွားပြီးတော့မှသူကနောင်းလှဲ့သွားတာပေါ့ဗျာကနောင်းလှဲ့သွားတယ်ဘရိတ်ကိုပဲငါးဘရိတ်ရဲ့ပါဝါကိုတုံညာဘရိတ်ပေးချသွားပေးတယ်နော်ဒါအဲဒီဘာမာဖွဲ့ကြီးသိမှာပါနော်ဘာမာဖွဲ့ကြီးဒီ site ဒီစနစ်တကျပို့ထားပေးပါတယ်အဲ့တော့ဒီမှာကျွန်တော်မူနှစ်ခုနေပထမမူမှာတင့်မပိုင်လုံးဝချဲမထိုးနဲ့ကျွန်တော်ပထမလိုက်မှာကျွန်တော်တင်ပေးခဲ့တယ်တတိယလောကတစ်ခုလုံးပြောလိုက်ကျွန်တော်အမခန့်ရေးရဲနဲ့ကျွန်တော်ပြောခဲ့တာပေါ့နော်ဒုတိယမူကြတော့သူကတုထက်ကောင်းတာဖြစ်တယ်ကျွန်တော်ဒီမှာတက်ပြောက်ခဲ့ဒီနေရာမှာကျွန်တော်66တက်ကို ိတ်မယ်ဒီနေရာမှာကျွန်တော်669ကိုအောခြင်းတယ်ဒါပေမဲ့669အကြောက်မကြိုက်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီနေရာမှာ669ကိုအောမယ်ဆိုမှဒါဒုတိယမူဖမ်းလိုက်တာပေါ့နော်ဖမ်းလိုက်တဲ့အချိန်မှာကျွန်တော်ဒီဒီမှာတစ်ကစပေါ်တယ်ဘလိုနည်းနဲ့ပဲပေါ်ပေါ်ဒီ22ချိန်မှာတစ်ကပြန်လာရမယ်တစ်ကပြန်လာရမှာဖြစ်တဲ့အတွက်ဒီ22ချိန်မှာတစ်ပြန်လာမှာဖြစ်တဲ့အတွက်ကျွန်တော်ကကျွန်တော်အဖွဲ့ကြီးကျွန်တော်ပြောထားတယ်လက်ထက်မှာချောကာကင်ထားတယ်ဒါကျွန်တော်ဖဲသမားစကားနဲ့ပြောပါစို့လက်ထက်မှာချောကာကင်ထားတယ်တိုက်တဲ့အရာကိုပြစ်ချလိုက်တောင်းကျွန်တော်တို့အောင်ပွဲခံဖို့အစင်တင်မယ်ဆိုပြီးတော့မှကျွန်တော်ကျွန်တော်မန်ပါဖွဲ့ကြီးကျွန်တော်ပြောထားရှိတယ် 22ချိန်ကိုကျွန်တော်အဖွဲ့လည်းစောင့်နေကြတယ်အဲ့အတွက်ဒီကျွန်တော်ဒီ3ချိန်ကအရင်အရေးကြီးပါတယ်နော်ဒီ3ချိန်ကအရင်အထူးအရေးကြီးပါတယ်အဲ့အတွက်ကျွန်တော်ဝါဒနာရှင်တွေကစိတ်ပါလို့ဝယ်ခြင်းနဲ့အားပေးခြင်းနဲ့ဆိုလို့ရှိရင်ဒီ3ချိန်ဇာတ်9000နဲ့နော်ဖုံးဆက်ပါငွေလွှဲပြီးတဲ့အကြောင်းနဲ့လွှဲပြီးရဆိုလွှဲပြီးဆိုတဲ့အကြောင်းဖုံးလေးနဲ့ဆက်ပြီးရပါပြီနော်ကျွန်တော်အဲ့ငွေလွှဲပြီးတဲ့ဖုံးနံပါတ်ကိုကျွန်တော်ကတခါတည်းစာအုပ်မှာမှတ်တမ်းကျန်ထားမှဖြစ်ပါတယ်အဲ့တော့အဓိကပြချင်တာကကျွန်တော်တို့ဒီမှာ3.8တော့ ဒီ၃ရက်၈ဆုံးကိုပါဝါပြန်လိုက်တော့9 3 8ဆိုတဲ့ကဏ္ဍကနောက်တစ်နှစ်မှသူကထွက်ထဲထွက်တယ်လေးချိန်မှထွက်သွားတယ်9 3 8အဲ့ဒီကနေအချိန်ကြိုက်ကျွန်တော်ဆင်းလိုက်တာပေါ့ဗျာအချိန်ကြိုက်ဆင်းလိုက်တဲ့အချိန်မှာကျွန်တော်တို့2 5 8ဆိုတာရှိတယ်အဲ့ဒီ2 5 8ကိုပါဝါလှန်လိုက်တဲ့ခွန်ခွန်3ည3ဆိုတဲ့ကဏ္ဍနောက်တစ်နှစ်မှသူကထဲထွက်တယ်ထဲထွက်တယ်အဲ့ခွန်3ည3ထဲထွက်ပြီးတော့မှအဲ့ဒီကနေအချိန်ကြိုက်ဆင်းလိုက်တဲ့အချိန်မှာကျွန်တော်တို့ဒီဘယ်ကိုသွားရောက်လဲဆိုတော့လေးတက်ခွန်ရောက်တယ်ဒီလေးတက်ခွန်ပါဝါလှန်လိုက်တဲ့6 6နှစ်ဆိုတဲ့ကဏ္ဍကလည်းဒီနှစ်ထဲမှာသူက ထဲရိုက်သွားတယ်။အဲ့ဒီမှာကျွန်တော်ကတစ်ကိုကျွေးကြော်လိုက်တဲ့ကျွေးကြော်ထားပထမဩကွက်မိန်ကွက်ထုတ်မယ်ဆို6 6တစ်ကိုထုတ်မယ်ဆိုပြီးမှဒီတစ်ဒီတစ်တစ်6ဒီလေးတစ်ခွန်းနဲ့အချိန်ကြိုက်ဆင်းလိုက်တဲ့တစ်တစ်6ကိုကျွန်တော်6 6တစ်ဆိုမှနော်အမှကျွန်တော်တို့ကျွန်တော်လေးစားတယ်ကျွန်တော်အရန်သဘောကျအားကြတဲ့ဆရာနော်ဆရာကလေးသူတင်ထားတဲ့စိုက်မှာကလည်းသူကတစ်လို့ကြားလို့ရှိရင်သူကတစ်ရလို့ပေါ်လို့ရှိရင်သူကတစ်6အတွဲလိုက်ပေါ်ရမယ်ဆိုမှသူကသူတင်ထားတာပေါ့ဗျာအဲ့စနစ်ကိုလည်းအရန်သဘောကျပါတယ်ဒါဆရာကလေးကိုလည်းကျွန်တော်ဒါကျွန်တော်တို့က ဒီချေလောကသားမှန်ဒါဆရာခရီးရဲ့နော်နီးစနစ်တွေပညာတွေနဲ့မလွတ်ကင်းပါဘူးဗျာနော်မလွတ်ကင်းပါဘူးတချို့လဲအကြည့်ကြတာပဲနော်ဒါတကယ်ကိုကျွန်တော်တို့ကဒါကျွန်တော်လေးစားထိုက်တဲ့လူလေးစားပါတယ်နော်ပညာတွေနော်ဆရာခရီးတို့ဆရာကိုနောင်တို့ဆရာရာဇာဖွားတို့နော်ဒါတကယ်တော်တဲ့လူတွေပါအဲ့တော့ဒီ96နှစ်ကဒီဘက်မှာကျွန်တော်တို့နော်ဒီမှာ96နှစ်ထွက်သွားတယ်နော်ဒီဒီ၄တခု96နှစ်ပြန်ပြီးထွက်သွားတယ်အဲ့မကျွန်တော်ကဒီ116ကိုကျွန်တော်ကျွန်တော်ဖမ်းတာကဒီပထမမူရကျွန်တော်ဖမ်းလိုက်တာကဒီနေရာကိုဖမ်းတာ 20တကြိမ်ဖမ်းတာ116 661ဆိုပြီးတော့မှဒဲပါဝါပြန်ရမယ်အဲ့တော့ဒီမှာဆရာကလေးရဲ့နီးစနစ်မှာကလည်း1လွတ်လာရင်16အတွဲလိုက်လာရမယ်ဒါသာသူတင်ထားတာရှိတယ်နော်သူ့ရဲ့ live မှာပြန်ကြည့်ကြည့်ပါနော်သူ YouTube မှာတင်ထားတာရှိတယ်1လွတ်ပေါ်လို့ရှိရင်ကျွန်တော်တို့တစ်6တွဲလိုက်ပေါ်ရမယ်ကျွန်တော်ကလည်းဒီမှာအချိန်ကြိုက်မှာက116ကလည်းရထားတော့ဒီ116ကိုပါဝါလှန်လိုက်ရင်661ဆိုတဲ့ခဏနဲ့ထည့်ရထားတယ်ရထားတော့ကျွန်တော်ကဒီအချိန်မှာကျွန်တော်ကတခြားကျွန်တော်ကျွန်တော်ပြောပြလို့မရတဲ့ site တစ်ခုအရာကဒီအချိန်မှာတစ်ကပေါ်ပေါ်ရမယ်ပထမနေ့စနစ်မှာ ဲ့တော့66တိမိုက်တယ်ကွာ66တိကိုအော်ကွက်ထုတ်မယ်ပေါ့ main ကွက် main အော်ကွက်ထုတ်မယ်ဆိုမှနောက်တစ်ခုကကျွန်တော်ဒီထုတ်အဲ့လိုစဉ်းစားပြီးတော့မှဒီ339ခွန် site ကလည်း7ဘဝ35ဘဝ39ခွန်ဘဝဟော2ဘဝခွန်339ခွန်ဆိုရယ် site ကလည်းတော့ဖြောင်းဖြောင်းကြီးကောင်းနေတာကောင်းနေဒီမှာအော်ကွက်ကို39ခွန်ထုတ်ပေးလိုက်တယ်ရန်ကွက်ကိုတော့ကျွန်တော်ကျွန်တော်ဒီတက်ကိုကျွန်တော်က20 27ချိန်မှာလည်းတက်ကိုတက်လာမှာစိုးရင်တာဖြစ်တဲ့အတွက်ကြောင့်တက်လာရင်အပူနဲ့လာနိုင်တယ်ဆိုပြီးတော့မှကျွန်တော်၄တက်တက်နဲ့၅တက်တက်နဲ့ကိုကျွန်တော်က9000တန်းလို့ပြောပြီးတော့မှဒီဒုတိယအောက်ွက်အနေနဲ့ကျွန်တော်ထုတ်ပေးခဲ့တာနော်၄တက်တက်ရဲ့၅တက်တက်ရဲ့ထုတ်ပေးခဲ့တာ ဒီတတိနဲ့ငါးတတိထုတ်ပေးလိုက်တဲ့အချိန်မှာသူကဒီနှစ်ခုပေါင်းပြီးတော့မှဒီထွက်သွားတာဒါပေမဲ့ကျွန်တော်မေ့နေတဲ့အလစ်အငိုက်ခဏန်းကိုလေကျွန်တော်ဒီလောက်ကြီးကြောက်လေကျွန်တော်တို့ကလေပြောမစင်တော့နှက်မျက်စိမဟုတ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီဟိုဒီခဏန်းနေတဲ့ကဒီကျွန်တော်2024ခဏန်းနေတဲ့ပါဝါပြန်ပြီးတော့မှထွက်မဲ့ခဏန်းနေဘယ်ဟာကိုဖမ်းလို့ဖမ်းမှမသိတော့ဘူးပေါ့ဗျာဒါဒီကျွန်တော်ဖမ်းတာ66တိကိုပဲဖမ်းတာအချိန်ကဲအရာဆိုလို့ရှိရင်ဒီကောင်ကဒီ690ကိုသူကအတိအကျလိုက်ရိုက်သွားတယ်66တိတိ6ကိုပါဝါမရိုက်ဖ ೇನೆ 690ကိုရိုက်ချသွားတယ်6ပါဝါ1 9ပါဝါ4အတုံးရပါဝါ9 1 5ဆိုမှဒီ690ကိုရိုက်ချသွားတယ် ဒီ690ကိုရိုက်ချသွားတော့ကျွန်တော်ဒါဒီမူကတော့ပြီးပြီပေါ့လာမယ့်နှစ်အတွက်ကတော့ကျွန်တော်ဒီ2025ကကဏ္ဍတစ်ခုခုကိုကျွန်တော်ပါဝါပြန်ပြီးတော့မှဒီပဲနှစ်မှာရိုက်မှာပေါ့2026မှာရိုက်မယ်ဒါကတော့ကျွန်တော်ပြီးမှဖမ်းရတော့မှာပေါ့ဗျာနော်ဒလို့စတော့ခံလိုက်ရိုက်ပေါ့ဗျာကျွန်တော်ဒီတစ်တော့ပေးသွားတယ်ကျွန်တော်ထင်တဲ့အတိုင်းကျွန်တော်ယူဆထားတဲ့အတိုင်းတစ်တော့ပေးသွားတယ်ဒါမဲ့690ကို145ဆိုမှလည်းထည့်ရိုက်သွားတာပေါ့တွေ့တဲ့6ကိုမရဖြစ်နဲ့690ကိုရိုက်ချသွားတယ်အဲ့တော့ကျွန်တော်တွေ့လိုက်တယ်ကျွန်တော်တိလိုက်သွားပြီးခံလိုက်ရပြီဒါမဲ့ တက်ပါနဲ့တက်ကိုအရန်ကြိုက်တယ်ကျော်20ကြိမ်မှလည်းကြိုက်တယ်22ကြိမ်မှလည်းကြိုက်တယ်တို့တော့22ကြိမ်ကိုပိုးကြိုက်တယ်22ကြိမ်ကမဖြစ်မနေတက်ပါမယ်တက်ပါတဲ့ခဏကိုလည်းကျွန်တော်လက်ထဲမှာကျွန်တော်ပြောသလိုပဲလက်ထဲမှာဂျိုကာကင်ထားတယ်ကြိုက်တဲ့ခဏပြစ်ချလိုက်22ကြိမ်ကို22ကြိမ်ကိုကြိုက်တဲ့ခဏပြစ်ချလိုက်22ကြိမ်မှကျွန်တော်အတိအကျတစ်ခွဲရိုက်မယ်ဆိုပြီးမှကျွန်တော်ကျွန်တော် member ဖွဲ့တွေလည်းကျွန်တော်ပြောထားတယ်အခု member ဖွဲ့တွေကိုလည်းကျွန်တော်ဒီကျွန်တော်ဒီ22ကြိမ်ကဏ္ဍကိုတစ်ခွဲထဲကိုကျွန်တော်ပေးမှဖြစ်ပါတယ်တစ်ခွဲထဲပြေးမှအဲ့ဆန္ဒရှိလို့ဝယ်ခြင်းနဲ့မိတ်ဆွေတွေကတော့ဒီကျွန်တော်တို့ဒီ3ကြိမ်စာပေါ့နော်22 23 24 3ကြိမ်စာ5000နဲ့နော် ဗိုက်ဘာအနေနဲ့မလာပါနဲ့မက်ဆန်ဂျာလည်းမလာပါနဲ့နော်ဖုန်းပဲဆက်လိုက်ပါဖုန်းဆက်ပါထိုင်းထိုင်းဖုန်းဆိုလည်းထိုင်းဖုန်းရရလှမ်းဆက်လိုက်ဆက်ပြီးမှကျွန်တော်ဒီ8996312နော်အဲ့ဖုန်းမှာဒီကျွန်တော်စီကိုဆက်သွယ်လို့ရပါတယ်နော်အဲ့ဆက်သွယ်ပြီးတော့မှကျွန်တော်ကိုဒါဒီငွေလွှဲဆိုလည်းလွှဲပြီးတဲ့အကြောင်းလေးကိုပြောပါပြီးကိုပိုင်ဖုန်းနဲ့ဆက်ပါအဲ့ကိုပိုင်ဖုန်းကိုကျွန်တော်ဖုန်းကိုကျွန်တော် record ကျွန်တော်ဒီကျွန်တော်စာအုပ်နဲ့မှတ်တမ်းတင်မျိုးမှတူးချင်းကိုကျွန်တော်မှတ်မှတ်တမ်းတင်မျိုးကကျွန်တော်ရေးထားမှဖြစ်ပါတယ်ဖုန်းမက်ဆေ့နဲ့ပဲပို့ပေးမှဖြစ်ပါတယ်ဘိုင်ဘာမသုံးတော့ပါဘူးဗျာနော်ဘိုင်ဘာကျွန်တော် family group ဖြစ်တဲ့အတွက် ်နော်ဒီရောက်တရားကြော်ထက်တုံးလို့တိတ်မကောင်းပါဘူးအဲ့တော့ကျွန်တော်ဒီဒီဦးကြီးကန့်တချက်ဖိုင်ပါမှာပြည့်သွားတာဖြစ်တဲ့အတွက်ဖုန်းမဆင်းတဲ့အလုပ်လုပ်မှာဖြစ်ပါတယ်အဲ့တော့ဆွမ်းနာပြောတဲ့6996 462ကိုဒါဆို KB အကောင့်ဖွင့်ထားပါတယ်ဖုန်းဆက်ပါဒါဝယ်မယ်ဆိုတဲ့မိတ်ဆွေပေါ့ဗျာနော်အဲ့တော့ကြံနေတဲ့ site ကဘာရှိလဲဆိုတော့ကျွန်တော်တို့ဒီအထောင်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 အလဲ site လေးတစ်ခုကြံနေတယ်နော်အထောင်အလဲ site လေးကျွန်တော်တို့ဒီ2018ကစလို့ပေါ့ဗျာနော်ဒီအောက်ကနေလှန်တက်တဲ့4 3 4ဆိုတဲ့ကဏ္ဍကသူ့တစ်နှစ်ကျော်ကိုထည့်ရိုက်တယ်အောက်ကနေလှန်တာနော် ၄၃၄ဆိုကနေတနှစ်ကျော်ထည့်ရိုက်တယ်။နောက်၄၂၂ဆိုတဲ့ကနေကတနှစ်ကျော်ထည့်ရိုက်တယ်။နော်။နောက်တစ်ခုက669 919အဲ့ကနေနှစ်ခုကလည်းပဲတနှစ်ကျော်မှသူကထည့်ရိုက်တယ်။669ရိုက်တယ်။ကျွန်တော်တို့က919ရိုက်တယ်။နောက်တစ်နှစ်မှလည်းပဲကျွန်တော်တို့8ခွန်နှစ်ဆိုတဲ့ကနေကတနှစ်ကျော်မှထည့်ပြန်ဝင်တယ်။နော်။ဒီမှာ116ဆိုတဲ့ကနေကလည်းတနှစ်ကျော်ထည့်ပြန်ဝင်တယ်။အဲ့တော့ကြာနေတာဒီကျွန်တော်တို့ကဒီမှာ2023နှစ်မှာအထောင်ကဏ္ဍတစ်ခုကြာနေတယ်။ အောက်ကနေလှန်တက်မဲ့ထောင်ကနေဥပမာဒီကနေစထောင်မယ်ဆို၄၅၉၅၉၉၉၉၅၄၅၄၃၄၃၁၃၁၁၈၁ခွန်၁ခွန်၈စသဖြင့်ပေါ့ဗျာအဲ့အထောင်ကနေတိကျတဲ့ထောင်ကနေတစ်ခုလဲဖို့ရှိတယ်ဒီကနေမရဘူးဗျာနော်ဒီကနေမှာ၃၀၃၀ခွန်ဆိုမှ900ထွက်သွားတယ်ဒါဘောင်းဝင်ပါဘူးဒါကျွန်တော်ခဏခဏပြောပါတချို့ရဟာ900ထွက်သွားပြီမဆိုင်ဘူးသူက900ဆိုရင်ဒီခွန်ကဒီကစားမှာလေဟုတ်လားခွန်300 300အဲ့လိုဖြစ်မှာတော့ကြိုက်မှာသူအဲ့လိုမဟုတ်300 300ခွန်900ထွက်သွားဒါနီးစင်းမဟုတ်ပါဘူးနော်ဒါမှန်မှန်ပါဘူး တကယ်လားဆိုရင်3ည3ခွန်ဒီ3ည3ခွန်ထွက်မှာဖြစ်ပါဒီကဏ္ဍညလုံးဝ minus ပါအဲ့တော့ဒီ2023နဲ့ကအထောင်ကဏ္ဍတစ်ခုနော်အထောင်ကဏ္ဍတစ်ခုဒီ3ချိန်အတွင်းမှာလာဖို့ရှိပါတယ်နော်ဒါကိုလည်းကျွန်တော် public mail ဆိုဒီကျွန်တော်ရဲ့ဒီအားပေးတဲ့နော်ရွှေစုံအားပေးတဲ့ 3D mail ဆိုဒီအားလုံးကိုကျွန်တော်ကဒါဒီအထောင်ကဏ္ဍတစ်ခုကြံနေတယ်ဆိုတာကိုဒါပြောပြချင်လို့တက်လာတာပေါ့ဗျနော်နောက်တစ်ခုက member လည်းဒီ2025ရဲ့ကျွန်တော် live လွှင့်ခြင်းဟာလည်းဒီအချိန်ကနောက်ဆုံးအချိန်ဖြစ်တဲ့အတွက်ကျွန်တော်ဒီ20 ဂျင်းအဆလို့ပေါ့ဗျနော်ဒီဂျင်းအဆလို့ဒီ like ကနောက်ဆုံးဖြစ်ပါတယ်ဒီ2025ထဲမှာထပ်မလွှင့်တော့ပါဘူးနောက်တနေ့မှာ member ခေါ်ဖို့ကလည်းနော်2026မှာ member ခေါ်မယ့်စနစ်ကလည်းပဲကျွန်တော်ဒီတစ်ကြိမ်တစ်ကြိမ်ချင်းနော်မခေါ်ဖြစ်ခေါ်ဖြစ်ဖို့ရှားပါလိမ့်မယ်နော်အော်ကွယ်မိမှခေါ်မှာပါဒီ၄ကြိမ်တစ်ပြတ်ကိုကျွန်တော်ခေါ်ဖို့စဉ်းစားထားပါတယ်တစ်နှစ်လုံးကြာတော့ကျွန်တော်တခြားမိသားစုအလုပ်တွေလည်းရှိတယ်နော်တခြားကျွန်တော်ရဲ့ဒီစီဝိုင်းလုပ်ငန်းနော်စီဝိုင်းအလုပ်တွေလည်းရှိတဲ့အတွက်ကျွန်တော်ဒီ တနေ့လုံးကိုကျွန်တော်တချို့တွေလာလာမေးကြတယ်တော့ member အဖွဲ့ထဲမှာလည်းမေးကြတယ်တော့တနေ့စာလို့ရှင်းထားမယ်ပေါ့နော်တနေ့စာလို့ member ကြီးပြီးမယ်တွင်းမယ်ပေါ့အဲကျွန်တော်တနေ့စာလို့မခေါ်ပြစ်သေးပါဘူးကျွန်တော်၄ချိန်တစ်ဖြတ်ကိုခေါ်ပါပါနော်၄ချိန်တစ်ဖြတ်ကိုကျွန်တော်အဲကျွန်တော်၅တောင်းနဲ့ခေါ်ဖို့စဉ်းစားထားပါတယ်နော်၄ချိန်တစ်ဖြတ်ကို၅တောင်းနဲ့ခေါ်ဖို့စဉ်းစားထားပါတယ်အချိန်တိုင်းတော့ဖြစ်ချင်မှဖြစ်မှာပေါ့ဗျာမဒီ၄ချိန်တစ်ဖြတ်ပြီးဒီ၄ချိန်တစ်ဖြတ်ခေါ်ချင်မှလည်းခေါ်မှာပေါ့ဒါမဲ့ကျွန်တော်နိုင်တဲ့တိုင်းတာနဲ့ကျွန်တော်စိတ်ထဲမှာပိုင်ပိုင်နိုင်နိုင်ဖြစ်မယ်ဆိုတဲ့ဒီနှစ်လပေါ့နော်ဒီရက်အားဖြစ်ပြောမယ်နှစ်လတာပေါ့ဒီနှစ်လတာတွေမှာကျွန်တော်တနေ့လုံးဖြစ်ချင်တဲ့ဖြစ်သွားမယ်ဒီကျွန်တော်တို့ လေးချိန်တစ်ဖြတ်ကုန်မှအချိန်တိုင်းဖြစ်ရင်လည်းဖြစ်မယ်ဒါမှမဟုတ်တစ်ခုချင်းလည်းဖြစ်ရင်ဖြစ်မယ်ပေါ့ဗျာနော်ခေါ်ချင်းမှလည်းခေါ်မယ်ဆုံးဖြတ်ချက်အတိအကျမချရသေးပါဘူးနော်ဒါပေမဲ့ခေါ်ပြဖို့ကတော့လေးချိန်တစ်ဖြတ်ကိုခေါ်ပြဖို့များပါတယ်နော်အဲ့တော့ကျွန်တော်တကယ်ချင်းနေနေဟိုကျွန်တော်ပေါ်နားလည်းပြပါဟိုတနစ်စာယူမဲ့မိစုတွေနေနေနားလည်းပြပါကျွန်တော်တနစ်စာမခေါ်ပြသေးပါဘူးဗျာနော်အရင်တာဝန်ကြီးပါလေနော်ဒီတနစ်စာခေါ်မယ်ဆိုရင်တခြားအလုပ်တွေလုပ်ငန်းတွေအကုန်ပြတ်ကုန်ပါတယ်အကုန်ပြတ်ကုန်ပါဒီချဲကကျွန်တော်တို့တကယ်တမ်းကျွန်တော်တို့ဇန်ဝင်လို့တကယ်မှုဝင်လို့တကယ်ကြည့်မယ်ဆိုလို့ရှိရင်ဒီချဲကတခါတည်းကျရင်နှစ်ညလောက်ဆိုင်ဆက်သွားတယ် ျွန်တော်အလောက်ထိဝါရဏကြီးတဲ့လူနော်ထမင်းစားထမင်းစားဟာခဏတစ်ပြုံနားနော်အပေါ်ပါတော့ခဏတစ်ပြုံနားပြီးတော့မှကြည့်တာအဲ့လိုနေ့ရက်ဆက်တိုက်နေ့ညဆက်တိုက်အဲ့လိုဇန်ဝင်ပြီးမှကြည့်တဲ့နေ့လည်းရှိတယ်အဲ့တော့အရန်အားဆိုင်ရပါတယ်အဲ့ဒီတော့ဒီနေ့ပတ်လုံးခေါ်ဖို့ကမဖြစ်နိုင်သေးပါဘူးနော်ကျွန်တော်၄ချိန်တစ်ဖြတ်ကိုခေါ်ဖို့စဉ်းစားထားပါတယ်အဲ့တော့ကျွန်တော်ဆုံးမပြောလို့ဒီအထောင် site เนาะဒီအထောင် site တိတိကျကျလှည့်ရမယ်အထောင် site เนาะဒီဒီ၄၃ညာ၄ရာစလို့ပေါ့ဗျာ၄၃ညာ၄ ကြာတယ်၄နှစ်နှစ်ကြာတယ်၉တစ်ကိုကြာတယ်၈ခုနှစ်ကြာတယ်၁၁၆ကြာတယ်အဲ့လိုမျိုးဒီအထောင်ဆိုင်ကဒီမှာကျွန်တော်လှဲဖို့၃ချိန်ပဲကြံပါတော့တယ်အဲ့တော့တခြားဆရာတွေရဲ့နီးစနစ်နဲ့ကဏ္ဍကျွန်တော်လုံးပိုင်တွေပါရလို့ကဏ္ဍတကုတ်ထိုးခြင်းတပတ်တီးခြင်းဆိုခွန်ရှင်းငါထိုးခြင်းလည်းဆိုခွန်ရှင်းငါပေါ့ဗျာရှင်းငါ၃ထိုးရင်ရှင်းငါ၃ဒီလိုအထောင်ကတိတိကျကျလှဲရမှာဖြစ်တဲ့အတွက်ဒါဒီဆိုင်လိုတင်းနဲ့ဒါနောက်ဆုံးလိုက်နေဆိုတင်ပြပေးလိုက်ပါတယ်ဒီကတော့ပြီးသွားပြီပေါ့နော်ပါဝါပြန်တဲ့ကဏ္ဍကတော့ကျွန်တော်လာလာမေးကြတဲ့ဖွဲ့ရှိတယ်ပါဝါပြန်ကဏ္ဍကျွန်တော်တိတိကျကျ666တိလို့ထု ဆက်မွေးရမှာလားဆက်ထိုးရမှာလားပေါ့လာမေးတယ်မေးဆိုမမွေးတော့ပါနဲ့ကျွန်တော်တို့မမွေးတော့ဘူးပေါ့နော်ထွက်ထွက်ချင်တယ်မထွက်ချင်ဒါတော့ဘောင်ဝင်တော့ပေါ့ဘာလို့ဆို60ထွက်ရိုက်သွားပြီလေ60ကိုရိုက်သွားပြီ6ဘဝ1 9ဘဝ4 3ဘဝ5 1 5ဆိုတော့အတိအကျကျရိုက်သွားတာဖြစ်တဲ့အတွက်အဲကျွန်တော်တို့ကဒီပါဝါပြောင်းဒီနှစ်ထက်ပါဝါပြောင်းတော့ကျွန်တော်မမျှော်တော့ဘူးမစဉ်းစားတော့ဘူးပေါ့ဗျာဒီအထောင်ကနန်းပဲစဉ်းစားတော့မယ်နော် အဲ့တော့ teacher ကျွန်တော်ကျွန်တော်ပြောခဲ့တဲ့ဒီ22ချိန်မှာကျွန်တော်လုံးဝတစ်ပါတော့ခဏကိုကျွန်တော်ပြန်ပွဲမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့တစ်တစ်ကိုသူကအချိုးအနေနဲ့အချိုးအနေနဲ့ချသွားတာဖြစ်တဲ့အတွက်22ချိန်မှာကျွန်တော်အပီတွဲမှာဖြစ်ပါတယ်။တကွက်ထဲပေးမှာဖြစ်ပါတယ်။အဲ့ဆန္ဒရှိလို့ဝယ်ချင်တဲ့ဆိုရင်ဒီ3ချိန်ကို8996312မှာ KB ဖွင့်ထားပါတယ်။ weight ပေးလဲဖွင့်ထားပါတယ်။ငွေလွှဲပြီးဖုံးဆက်ပါအဲ့ဆက်တဲ့ဖုံးကိုကျွန်တော်ကစာအုပ်နဲ့ရေးမှတ်ထားမှာဖြစ်ပါတယ်နော်။ ဗိုက်ဘာနဲ့လည်းမပို့တော့ပါဘူး။နောက်ကျွန်တော်မက်ဆန်ဂျာနဲ့လည်းအလုံးမလုပ်ပါဘူး။မက်ဆန်ဂျာပို့တော့ခက်ပါတယ်။ဘာလို့လဲကျွန်တော် VPN ခံသုံးရတာဖြစ်တဲ့အတွက်မက်ဆန်ဂျာအချိန်တိုင်းအဆင်မပြေပါဘူး။ကျွန်တော် line ကောင်းတဲ့နေရာမှာ line ကောင်းတဲ့အချိန်ရွေးချယ်ပြီးသုံးရတာဖြစ်တဲ့အတွက်မက်ဆန်ဂျာလည်းအဆင်မပြေပါဘူး။အဲ့တော့ဖုန်းကိုထိုက်ရက်ဆက်ပါဆက်ပြီးတော့ကနန်းတောင်းပါနော်။ဖုန်းဆက်ကနန်းငွေဖုန်းဆက်ငွေထွက်ပြီးရတဲ့ဖုန်းဆက်ကျွန်တော်ရဲ့ကိုယ်ပိုင်နံပါတ်ကိုယ်ပိုင်ဖုန်းနံပါတ်ကဘယ်ဟာဖြစ်ပါလဲ။ နော်ကိုပိုင်ဖုန်းနံပါတ်ကဘယ်ဟာဖြစ်ပါလဲအဲကျွန်တော်တခါတည်းမှတန်းတင်ထားမှာဖြစ်ပါတယ်ငွေလွှဲပြီးတဲ့ဖုန်းနံပါတ်ကိုကျွန်တော်တခါတည်းရေးမှတ်ထားမှာစာအုပ်မှာရေးမှတ်ပြီးမှတ်တန်းတင်ထားမှာဖြစ်တဲ့အတွက် Viber တွေ Messenger တွေကနေမလာပါနဲ့ကျွန်တော်တို့ပြင်သီးသန့်နော်ကျွန်တော်ဒီဖုန်းနဲ့ပဲကျွန်တော်ဆက်ပြီးမှဖုန်းနဲ့တိုက်ရိုက်ဖြေမှာဖြစ်ပါတယ်နော်မက်ဆေ့ပို့ပြီးတိုက်ရိုက်ဖြေမှာဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်မိတ်ဆွေအနေနဲ့ဒီ22ကြိမ်တည်းအထူးအရေးကြီးတဲ့အကြိမ်ဖြစ်တဲ့အတွက်နော်ကျွန်တော်ဒီ site ကိုဒီကျွန်တော်ရဲ့ member ဖွဲ့လို့လည်း site ပေးမှာမဟုတ်ပါဘူးနော် site member ဖွဲ့ site မပြဘူးခဏမဲ့ပို့ပြီးမှတကွက်တည်းအဖြောင်းတိုင်းတကွက်တည်းတက်တကွက်တည်းပေးမှာဖြစ်တဲ့အတွက် ဒီ22ကြိမ်ကအရင်ရေးကြည့်ပါတယ်နော်22 23 24 3ကြိမ်လုံးရေးကြည့်ပါတယ်နော်ရေးကြည့်ပါတယ်အဲ့ဒီ site ကိုကျွန်တော်ဒီ2000ဒီ24ကြိမ်ပြီးတာနဲ့အဲ့ site ကိုခင်းပြလိုက်မှာဖြစ်ပါတယ်နော်အဲ့ site ကို public မှာခင်းပြလိုက်မှာဘာကြောင့်ဒီကနန်းထွက်တယ်ဘာကြောင့်ဒီကနန်းထွက်တယ်ဆိုတဲ့အတိုင်းတော့ကျွန်တော်ခင်းပြလိုက်မှာဖြစ်ပါတယ်မအောင်မြင်မှုဆိုလည်းမအောင်မြင်ခဲ့တဲ့အကြောင်းကိုတစ်ခါလည်းရှင်းပြမှာဖြစ်ပါတယ်ဘာလို့ဆိုဒီကျွန်တော်ကင်ထားတဲ့ site ဒီမှာဖြစ်မိနေပေးနိုင်ကြီးရာခိုင်နှုန်းအရှမ်းများတယ်ရန်ဖြစ်နိုင်ကြီးဖြစ်တဲ့အတွက်တော့ဖြစ်နိုင်ကြီးရှိတာဖြစ်တဲ့အတွက်ကျွန်တော် site ကိုတော့ခင်းမပြပါဘူးသို့တော့ကျွန်တော်ဆုံးမပြောလို့ပဲ public ကိုချပြပြီးမှာဖြစ်ပါတယ် ကျွန်တော်မျှော်မှန်းတဲ့24ချိန်အထိပြီးသွားပြီဆိုရင်တော့အဲ့ site ကိုကျွန်တော်တစ်ခါတည်းချပြပေးမှာဖြစ်ပါတယ် public ကိုချပြမှာဖြစ်ပါတယ်နော်အဲ့ဒီ site တောင်းကြည့်ခြင်းတဲ့ပုံစံလေးနေနဲ့ကျွန်တော် site ကြည့်ရမှာထိုးခြင်းမှာဆိုရင်လူမလာပါနဲ့နော် site မြင်ရမှာထိုးခြင်းနေဆိုမလာပါနဲ့မဝင်ပါနဲ့ကျွန်တော် site မပြပါဘူးနော်ကျွန်တော်ကဏ္ဍမဲ့ပေးမှာဖြစ်ပါတယ်ဝေးအားလုံးကျွန်မချနာလူဝါစနာပြောကြပါစေနော်ဒီအထောင်ကဏ္ဍနော်အထောင်ကဏ္ဍဒီ2023နဲ့ကအထောင်ကဏ္ဍအထောင်ကဏ္ဍတုံးလုံးအထောင်ပေါ့အောက်ကနေလှမ်းပြီးတော့ထောင်တဲ့အထောင်ကဏ္ဍကြံပါလေးတယ်နော်တစ်ချိန်ကြံပါလေးတယ်ပါဝါပြန်တော့ပြီးသွားပြီပေါ့နော်ပါဝါပြန်တော့690 690ကိုရိုက်ထွက်သွားပြီ အထောင်ခံန်းကျန်ပါတယ်နော်အဲ့ဒီအတွက်ကျွန်တော်တကယ်အားလုံးကျမချမ်းသာလူကစနာပြောပါပါစေလို့နော်ကျွန်တော်2025ရဲ့နောက်ဆုံးလွှင့်တဲ့ live မှာ2025ခုနှစ်ရဲ့နောက်ဆုံးလွှင့်တဲ့ live နော်ဒီ live ကအဲ့တော့ဒီ3ကြိမ်ဆောင်5တောင်းနဲ့နော်အရှုံးများနေတဲ့လူတွေနော်ရင်းနှီးရင်းနှီးနှုတ်နယ်မှုများနေတဲ့လူတွေအရှုံးပေါ်နေတဲ့လူတွေလာခဲ့ပါဆန္ဒရှင်လာခဲ့ပါနော်အပိုင်လို့တော့ဘယ်သူမှမပြောဘူးပေါ့ဗျာနော်အပိုင်လို့တော့ဘယ်သူမှမပြောဘူးဘယ်ချဲဘယ်ချဲဆရာမှမပြောဘူးအပိုင်ကနန်းအပိုင်ထုတ်ကိုထွက်ရမယ်လို့ဘယ်သူမှမပြောသို့တော့ကျွန်တော်အင်အားအကောင်ဆုံးအားအကောင်ဆုံးဂိုင်ထားတယ်ဒီ22ကြိမ်မှာနော် လာနိုင်ရင်အကောင်းဆုံးလာနိုင်ရင်ဖြစ်နိုင်ရင်အများဆုံးခဏကိုကင်ထားတယ်နော်အဲ့ site ကိုကျွန်တော်ကဒီ24ချိန်ပြီးတာနဲ့အဲ့ site ကိုအောင်ဒီဖြစ်စီမအောင်ဒီဖြစ်စီကျွန်တော်ခင်းပြပေးမှာခင်းပြပေးမှာနော်ဒါပေမဲ့ရာခိုင်လို့ဒီ immediate ကောင်းပါတယ်နော်22ချိန်23ချိန်24ချိန်မှာအ ਨੇ ဆုံးတစ်ချိန်ညှိရမယ်အ ਨੇ ဆုံးကျွန်တော်ရီမန်းချက်ပေါ့ဗျာနော်ကျွန်တော်ရွေးချက်အ ਨੇ ဆုံးတစ်ချိန်ညှိရမယ်အဲ့တော့ကျွန်တော်တကယ်အားလုံးဆန္ဒရှိတို့ဝယ်မယ်ဆိုရင်ဆန္ဒကျွန်တော်ပြောတဲ့ဖုန်းနံပါတ်ကိုနော်89 46312ကိုလား ငွေရွှဲပြီးတာနဲ့ဖုံးဆက်ပေးပါနော်ဒီ၃ချိန်ဆောင်၅တောင်းဖြစ်ပါတယ်နော်ကျောင်းတကယ်ကြီးနေအားလုံးကျမ်းမချနာကြပါစီပဲနော်နှုတ်ဆက်ခွင့်ပြုပါ